ဥတင်ပါသည်ဆရာတော်ဗျာမင်္ဂလာနံနက်ခင်ပါဗျာဒီနေ့ကတော့အရောင်25ခုနဲ့ဇေလပိုင်း16ရက်နေ့အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်လော့စ်အိန်ဂျလိမြို့မှာဆရာတော်နေ့နေ့ကငါတော်သီလရှင်များစွမ်းကံကြွားရောက်ဖို့အတွက်စွမ်းနဲ့လေလေရနေရတော့ တော်တော်မူနေခြင်းဖြစ်ပါတယ်ဗျာ။အော်မိနေရကိုရောက်ဖို့အတွက်24မိနစ်ခန့်ချိန်ရသေးတာကြောင့်ဖြားပြီးတော့ကားပေါ်မှာတော်ရင်လာရင်တရားအသိမြင်ဓမ္မအသိမြင်များတို့ဘွားစီဘူးရွယ်ချက်ဖြင့်တရားမေးတရားဖြေး ဓမ္မမေးဓမ္မအဖြစ်လေးများမေးလျှောက်ခွင့်ပြုပါဗျာຢາတော့ခုဆိုရင်ဒီဒီနေ့ရဲ့မော်ရင်3လောက်ကိုအမေရိကန်နိုင်ငံမှာအရင်သုံးပြပြီးတော့ ဝါရင်3လကြီးနယ်နဲ့တရားစခန်းများလုံပေးဝိသပဒနာတရားများအဲ့တွေ3ချတရားဓမ္မများကိုကြီးနယ်နဲ့ပြန်ပွားရေးအမေရိကန်နိုင်ငံနဲ့ပြန်ပွားရေးဖြီးစဉ်ဖြီးဆုံးပြီးတော့ချာ台湾。 နိုင်ငံမြန်မာနိုင်ငံအိန္ဒိယနိုင်ငံဗုဒ္ဓဘာသာအိုင်းနိုင်ငံတန်ကောင်းမြို့မှာရှိတယ်။ဂျမားရေးသာတိများကိုလည်းလည်းကြွမြန်းမှုတို့ချိန်တန်လာပြီဖြစ်ပါရဲ့ဗျာ။ဆရာတော်သက်ဆိုင်ရာဘာဝရိပ်တာကွဲများဟာအသီးသီးသောသာသနာတာဝန်လူမှုတာဝန်များကို အောင်ရတဲ့ဘိုးရံအတွက်တနိုင်ငံပြီးတနိုင်ငံလဲလဲကြောက်ရောက်ပြီးတော့ဆောင်ရရန်နေလဲကြံရှိနေသေးတယ်လို့ဒီလိုနားလဲပါတယ်ဗျာဒီလိုတို့ကျွန်တော်အဲ့လိုသွားရောက်တော့မြင်ဆက်လက်ခြေတက်အောင်မဲ့သာသနာပြုခရီးစဉ်မှာတော့မြန်နိုင်ငံနေ ြမကြမီရပိုင်းတွင်ဆိုရင်ထိုင်ဝမ်နိုင်ငံကလက်ကတူတစ်ခုမှာနိုင်ငံကအကြောင်းသားများအတွက် meditation topic ဖြစ်တဲ့တရားရှုမှတ်ခြင်းနဲ့ပတ်သက်သည့်ဓမ္မအမြင်များကိုညဝေပို့ချရန်အတွက်ဗီယက်နမ်နိုင်ငံကိုစားပြုတ်တော်ရောက်ပြီးရည်စင်လည်းရှိတယ်လို့ သိရပါတယ်ခင်ဗျာအဲ့လိုတွေမသွားအောင်ခင်မာပြီးတော့ဒီမှာကြံခဲ့မဲ့တပည့်တပန်းနေအမေရိကမှာကြံခဲ့မဲ့တကယ်တပန်းနေအတွက်ဆရာတော်နောက်ဝင်သီးသီးထားရခဲ့မဲ့ခြံရခဲ့မဲ့လို့လည်းပြီးတော့အဲ့လိုနားလဲပါတယ်ခင်ဗျာအဓိကခြံခဲ့မဲ့တာဝန်တွေကတော့ဒါဣဒ္ဓခွဲတွေအမေရိကန်နိုင်ငံမှာအမဝရိဒ္ဓအစ်စ်တွေ လူတော်နိုင်ရေးစောက်လုံနိုင်ရေးခုဆိုရင်ကယ်လီဖိုးနီးယားဤနယ်လော့စ်အိန်ဂျလိမြို့နယ်နာကဆက်ခရက်ဆမ်ဘတာနီနိုကောင်တီထဲမှာပါတယ်ရက်လန်ဆိုတဲ့မြို့နယ်ကွဲလေးမှာကျွန်မကြီးဓမ္မရိပ်တာလေးဂျာတော့ခင်ရပိုက်တွင်မှာဣဒ္ဓကွဲလေးဒီချောင်းရတော့မယ်လို့ ပြီးတော့သိရပါတယ်ဗျာဆရာတော်တပီတပန်းတွေကိုဖြီးစင်မကြောက်ဘူးမာကြနေတာတွေလည်းဒီမနေ့နားထောင်ရပါတယ်ဗျာအဓိကလျှောက်ထားလို့ရတာကဆရာတော်ခုလိုရိတ်တာခွဲအစ်စ်အစ်စ်တွေတီဆောက်တဲ့အခါမှာလူကြီးရဲ့ချက်တွေနဲ့ဘလို့မျော်မှန်းချက်တွေနဲ့အနာဂတ်ဘလို့သာသနာအကျိုးလူမှုအကျိုးအများအကျိုးကို လိုမျောမှန်းချက်တွေနဲ့ဘောင်တဲ့ဖောင်ဆောင်ရွက်ကိုယ်တိုင်ရောကောင်တယ်ဘလို့ဆောင်ရွက်လဲဟာတပည့်တပန်းနေရောဘလို့ကောင်တယ်ဖောဆောင်ရွက်လေးစေလဲဆိုတာတွေကိုပြီးတော့လို့ဘုသုဒ္ဒရပွဲလောကီအမြင်ဓမ္မအမြင်များလောကုတ္တရာအမြင်များတို့ဝါစေဖို့ရာဒီချက်ပေါ်မူတည်ပြီးတော့ ခြေခံပြီးတော့ဆရာတော်ညဝေပေးဖို့ပြီးတော့ရိုသေစွာရှောက်ထားပါလိမ့်ခင်ဗျာကျတော့တော့ဒီလိုမျိုး တရားနာတရားဟောနာမတရားစခန်းဖွင့်ပေါ့နော်တရားရိတ်တာဝေအော်ရိတ်တာအတ္တတွေဖွင့်ပေါ့တမဒီရိတ်တာအတ္တတွေအတွက်လောကဓာတ်တွေဝိုင်းပြီးတော့ဖြည့်စည်းတဲ့အလုပ်ပေါ့တမဗျာဒီလုတ်ရက်တွေအပေါ်မှာယုံကြည်တာလေမှန်ပါ ဘဒူကလုတ်တယ်ဘယ်နေရာမှာအဲချိန်ဘလို့ချိန်နေဆိုတာအဓိကမကြောက်ဘောနော်မှန်ပါဆရာဗျာအဓိကမထောက်ပြောတာပယ်တာမဟုတ်မှန်ပါမေဂျာအနေနဲ့သဘောမထောက်ဘောနော်ဆရာဟုတ်တယ်ဒီမှာအဲ့ဒီနားလည်မှုနဲ့ပဲဒီအမေရိကန်မှာနိုင်ငံရေးမကောင်းတဲ့ကြားရရပါဘောလေတဘာဘေးရန်နေရာတွေဖြစ်နေတဲ့ကြားရရပါဘောဒီမှာဘာလို့၃လတရားစခန်းဒီမှာ ကြွရောက်ပြီးတော့ဟောကြားပြစ်သွားတယ်ပေါ့လေဓမ္မဒီနိုင်ငံကြီးဆန္ဒပြတာတွေပါတယ်မကြုံပါဘူးအဲ့လိုဖန်စီကတာတွေလည်းမကြုံဘူးပေါ့နော်ဓမ္မတဘာဘေးအန္တရာယ်တွေလည်းကြားနေရတာပဲရှိရတယ်မကြုံပါဘူးအဲ့လိုမျိုးပေါ့ကိုယ်တိုင်ကြုံရတယ်ဆိုတာမရှိဘူးပေါ့နော်ကိုယ့်အတွက်ကိုယ်နဲ့မဆိုင်ဘူးပေါ့ဓမ္မကိုယ့်အတွက်မဟုတ်ဘူးပေါ့ဒီလိုမျိုးတော့နားလေတယ်ပေါ့လေဓမ္မဗျာတရားလုပ်တဲ့အတွက်တရားတော့ဆောင်းရှောက်နေတယ်ပေါ့ မှန်ပါဗျာအဲ့တော့စိုးရိမ်စရာမရှိဘူးပါလေမှန်ပါဘာဖြစ်လို့လဲဆိုတော့ဆရာလေးတစ်ပါးဆိုရင်အဆရာတော့မကြွပါနဲ့လားဟိုမှာခြေနေရမကောင်းဘူးအမေရိကမှာပါလေမှန်ပါဆရာအနေမြားတယ်ပါလေဒါပေမဲ့ဆရာတော်တော့ဒါဒီကိုယ်လေးကလည်းဒီကောင်းတာလုပ်တဲ့လုပ်ရပုံမှာယုံကြည်တယ်ဗျမှန်ပါဆရာဗျာအဲ့လိုခြေနေမကောင်းဘူးဆိုရင်ပို့ပြီးတော့လုပ်ဖို့ ိုအပ်တယ်ဆိုတော့နားလည်တယ်ပေါ့တမပါဗျာကိုယ့်တက်ပြောတာမဟုတ်ဘူးဒီအမေရိကန်မှာရှိတဲ့အမေရိကန်မှာရှိတဲ့လူတွေအတွက်ပေါ့လေမှန်ပါတဘာဘေးရန်နေရာတွေတင့်နေတယ်တမနိုင်ငံရေးခြေလေရတမကြောင်းလဲတဲ့အတွက်ပေါ့နော်ဒုက္ခတွေရောက်နေကြတယ်ပေါ့လေတမပါဗျာအဲ့ဒီအတွက်ကုညီဖို့လိုတယ်တရားနဲ့ဒီလိုဖြစ်နေတဲ့အတွက်တရားကိုပို့ပြီးတော့အားကိုးကြမယ်ပေါ့တမတရားနဲ့ရှင်းမှပို့ပြီးတော့စိတ်ချရတယ်ပေါ့အဲ့လိုနားလည်မှုတွေရှိထားတဲ့အတွက်လဲကြွလာခဲ့တယ်ပေါ့လေတမ တကယ်လည်းဒီကယ်လီဖိုးနီးယားမှာရောတခြားပြည်နယ်တွေမှာပါတရားစခန်းတွေဖွင့်ပြသွားတယ်တမပါဗျာတကယ်ဒုက္ခောက်တဲ့လူတွေနဲ့တွေ့ကြရတယ်ဗောနော်တမဒီလူငယ်တွေလည်းပါတယ်ဗောနော်တချို့လူငယ်ဆိုရင်ဒါကိုယ့်ကိုတတ်သိချင်တာတို့အဲ့လိုမျိုးတမပါဗျာဒီဘာလို့မှမသိတာတွေဗောလေမှန်ပါအဲ့ဒါကြီးလဲတရားစခန်းဝင်လိုက်တော့ ဒါတို့စိတ်ပြောင်းသွားတယ်ပေါ့တင်ပါဗျာအဲသူစိတ်ပြောင်းသွားတော့တို့နဲ့ပတ်သက်တဲ့ဒီ girlfriend နေပေါ့နော်တင်ပါအဲ့ဒါဒီလဲတွေ့ခွင့်ရတယ်လေအဲသူတို့မှလည်းအဲ့လိုမျိုးမိသားစုပြဿနာလေးရှိကြတယ်ပေါ့မှန်ပါဆရာအဲ့ဒါဒီလဲပတ်သက်ခွင့်ရရှိတယ်ပေါ့နော်မှန်ပါတရားနဲ့ဖြည့်ရှင်းမှုအတွက်ပြောဆိုပြတယ်ပေါ့လေမှန်ပါဆရာဗျာစိတ်ကျေနပ်မှုရကြတယ်ပေါ့လူငယ်တွေနဲ့မှရင်းနှီးသွားတယ်ပေါ့တင်ပါဗျာ သူတို့ကလည်းဖျားတရားတန်ခါနဲ့ပတ်သက်သွားတယ်ဗောလေမှန်ပါအကယ်၍ကျတော့မလွယ်ဘူးသူတို့အနေနဲ့ကျတော့တင်ပါဗျာအခုလိုခွင့်ရေးရဖို့အတွက်ဟုတ်တယ်အမေရိကမှာတင်ပါသူတို့စိတ်ဝင်စားဖို့လည်းမလွယ်ဘူးဗောလေမှန်ပါဆရာတို့မှာစိတ်ဝင်စားစရာတွေများတယ်တင်ပါအဲသူတို့မှာအခက်အခဲရှိတဲ့အတွက်အကြောင်းအကြောင်းလာပြီးတော့ပတ်သက်တယ်တင်ပါပတ်သက်တော့လည်းဒါတူလည်းအဆင်ပြေတယ်ဗောဆရာတို့ဘက်ကကြည့်မယ်ဆိုရင်လည်းဩဒါငယ်ငယ်ရွယ်နဲ့ ာလားလားရှိတယ်ပေါ့နော်တင်ပါဘူးအားကိုးရနိုင်တယ်ပေါ့လေတင်ပါအများကျိုးဆောင်ရတဲ့နေရာမှာသာနာပြုတဲ့နေရာမှာပေါ့တင်ပါအဲ့တော့သူ့ဘက်ကလည်းကိုယ့်ဘက်ကလည်းစိတ်ကျဉ်တတ်မှုရရှိလို့ပေါ့ဒီလိုလူငယ်တွေပါလာတဲ့အတွက်ပေါ့မှန်ပါဆရာသူတို့ဘက်ကလည်းသူတို့နားမလဲတာတွေနားလဲတဲ့အတွက်ပေါ့သူတို့လုပ်နေကြမဟုတ်တဲ့ကောင်းမှုကုလိုတွေပေါ့တင်ပါဝင်လုပ်ခွင့်ရရှိတဲ့အတွက်ပေါ့နော်တင်ပါဗျာဒါ volunteer ရောတရားမေးဖြေရောပေါ့လေတင်ပါအားပြန်တာတွေရောပေါ့တင်ပါဗျာ ဲ့တော့လူပေါင်းများများစွာအကျိုးကျေးဇူးရရှိသွားတယ်ဒီတရားစခန်းနဲ့ပတ်သက်ပြီးတော့ဓမ္မဆရာအဲ့လိုလှုပ်လိုက်တဲ့အတွက်ပဲဒါမြေ6အကကွယ်ဖရိုက်တာမှာလူခံရရှိတာတွေဟူစတန်မှာလည်းဒါ14အကပေါ့နော်တခါလေအစင်းနဲ့သုံးလို့ရတဲ့နေရာပေါ့လေဓမ္မဗျာဒါမျိုးနေရာတွေကိုကိုယ်တိုင်သွားပြီးတော့ကြည့်ပြတာတွေပေါ့လေဒီမှာဒါတည်းကစုပေါင်းစွမ်းအားကိုပြောတာပေါ့မှန်ပါဆရာဆရာတော်ကတော့ final ဆုံးဖြတ်ပေးတာပေါ့နော်ဒီမှာဆရာတော်ကဝိုင်းပြီးတော့ ဒီနေရာကောင်းတယ်ဟိုနေရာကောင်းတယ်ဗောလေလိုက်ပြရကြတာဗောတင်ပါဗျာဆရာတော်အနေနဲ့တော့ final ဆုံးဖြတ်ပေးပြီးတော့ဒါအခုဈေးညှိပြီးတော့ escrow ဝင်ဖို့ကိစ္စအဲ့ဒါကိုလုပ်နေတာအလုံးတော့ဆက်ဆက်ပြီးတော့ကောင်းမှုကုတွေတွေလှုပ်ဖြစ်သွားတာဗောပြောမယ်ဆိုရင်လေတင်ပါဗျာဆရာလေးကုသလဆိုလဲဒါတိလရှင်အပြီးဝှက်ဖြစ်သွားတယ်မှန်ပါသူပိုင်ဆိုင်တဲ့ နေရာတွေပေါ့နော်မှန်ပါပြီးတော့သူ့ရဲ့ဘဝကိုပါတင်ပါဒီဘဝတရားဟိတာအတွက်ယင်းဒီမြုပ်နှံပြီးတော့အသုံးချမယ်ဆိုတော့ဆုံးဖြတ်ချက်ကျသွားတယ်လေတင်ပါဗျာအမေရိကန်ကိုယ်တိုင်မြင်လိုက်တဲ့အခါကျတော့လေတင်ပါဗျာသူ့နေရာနဲ့အခုဆရာတော်တို့ရေးတာဖွင့်တဲ့နေရာတွေနဲ့ kwa ချချက်ကိုသူလည်းသဘောပေါက်တယ်လေတင်ပါဗျာသူလုံးနေတဲ့သူနာပြုအလုံးနဲ့တင်ပါဆရာတော်တို့အခုလုံးနေတဲ့ပရိုက်တာလုံး ပြမအားကျိုးဆောင်ရွက်တဲ့လုပ်ပေါ့နော်ပြမဒါရီရဲ့ကွာချချက်ကိုလည်းသူကတဘောပေါက်သွားတယ်ပြီးတော့ဒီမှာလည်းဟိုလော့ဂရန်လည်းကြုံပြီးသားပေါ့လေပြမဗျာအဲ့တော့အလုပ်လည်းလုပ်ပြီးသားဒီအိမ်ဆောင်ရေးကိစ္စတွေလည်းကြုံပြီးသားဆက်ပြီးသားမှန်ပါကျင်းကျက်သွားပြီဆိုတော့လေမှန်ပါဆရာဗျာသူကတော့တရားကိုဇောက်ချလုပ်ချင်တဲ့စိတ်နဲ့ပြမသူ့ရဲ့ ိုင်ဆိုင်တမျှလည်းအကျိုးရှိအောင်တုံးချခြင်းနဲ့စိတ်နဲ့ပေါ့တကယ်ကိုလေးလေးနက်နက်ကိုဝင်ပါတာလေမှန်ပါဟုတ်ပါတယ်ဗျာသူနာမည်ခံပေးမယ်မှန်ပါအဲ့လိုပေါ့ဆိုရင်လည်းစိတ်မရှိဘူးပေါ့နော်တချို့ကနာမည်ခံတယ်ဆိုရင်ဘာကြာပတ်စံချီးပြီးတော့မဆက်နိုင်ရင်နာမည်ပြက်မယ်ပေါ့လေအဲ့လိုမျိုးတွေကဒါဒါတွေလည်းသူကလုံးဝဆိုရင်လည်းစိတ်ကိုမရှိဘူးမှန်ပါသူတန်းနိုင်လောက်လည်းချီးငါပြီးတော့မှအဲဒီဝစ်စတန်ကိစ္စဖြစ်မြောက်သွားအောင်ကူညီမယ်အဲ့လိုမျိုးရပါဗျာတကယ်ကိုဒါတွေက သူကိုယ်တိုင်ဝင်ပါလိုက်တဲ့အခါကျတော့ဆရာတော်ကပို့ပြီးတော့နားလဲသွားနော်ဟုတ်တယ်မှန်ပါကိုယ်တိုင်လိုအပ်တယ်ဆိုတာပေါ့နော်မှန်ပါကျိုးရှိတယ်ဆိုတာတဘောပေါက်သွားတာအဲ့လိုတတအားဝင်ပါတဲ့လူတွေကတော့အဲသူဆိုရင်တော့ဒါပို့ပြီးတော့လေးလေးနက်နက်ပေါ့တည်းဝင်ဝင်ဝင်ပါပြစ်တာပေါ့နော်မှန်ပါဆရာလေးအဲ့ဒီအဲဟိုအဲလီဇာဘက်ဆိုလဲတရားတွေပြင်းပြထန်ထန်အားထုတ်ခြင်းလာတယ်မှန်ပါ သူရဲ့မိဘအိမ်မှာလည်းတရားလေးဖော်ပြသွားတယ်မှန်ပါဆရာဗျာဗာဂျီးနီးယားကျတော့တရားထုတ်တဲ့လူတွေနည်းနေတော့ဒီမှာအဲ့ဘက်ကိုဆရာတော့တိတ်မလဲ့နိုင်နေတာပါလေမှန်ပါဗျာ priority ရောက်တယ်ဒီမှာဗျာနောက်တိုင်းသားကြီးပဲတက်တက်ကျတော့နည်းနည်းလူနေတာပါနော်ဒီမှာဗျာရှေ့တိုင်းသားတွေနဲ့တွဲတဲ့နေရာမျိုးမှာတရားဟိတာတွေအရင်တည်ထောင်ပြစ်မှာပါဒီမှာဆရာဗျာအကြောင်းလဲ Houston နဲ့ Florida ကိုရွေးပြစ်တာပါလေမှန်ပါဆရာဗျာဒီကြားထဲမှာမှအခု California Redland ကတော့ဟိုဂျားပြတ်အနေနဲ့ပေါ်လာတယ်ပါ မှန်ပါစေအဲ့ဒါတွေကဘာမှမလုပ်ပဲနဲ့ဒါမှမဟုတ်လဲပုံမှန်ကုတုပဲနဲ့ဆိုရင်တော့ဒီလိုမျိုးပေါ်လာမှာဟုတ်တာတွေလေပေါ်လာဦးပါတော့တင်ပါဗျာမထင်မှတ်တဲ့အလုပ်တွေပေါ့လေမှန်ပါဒီမထင်မှတ်တဲ့နေရာတွေပေါ့တင်ပါဆိုကြွားရောက်ခြင်းအဖြစ်ပေါ့တင်ပါဗျာမထင်မှတ်တဲ့ပြဿနာတွေကိုလည်းအစဉ်ပြေအောင်ဖြေရှင်းပေးခြင်းအဖြစ်ပေါ့မှန်ပါဆရာအခုလဲအာကိုပိုင်ဆိုင်တဲ့နေရာကိုဘယ်လိုသုံးရမလဲ တင်ပါဘလို့တရားဟိတာဖွင့်ရမလဲဆိုတာကိုငါတော့ငါပြီးသွားပြီလေငါစားပြီးသွားပြီပေါ့နော်တင်ပါဗျာအဲ့ဒါလည်းအကျိုးသိမ့်မရှိဘူးဆိုတာလည်းတဘောပေါက်သွားတော့တင်ပါဒါလေးကိုအကျိုးရှိအောင်သုံးချမယ်ဆိုတော့စိတ်ဆန္ဒဖြစ်ပေါ်နေတဲ့ပိုင်ရှင်မိသားစုပေါ့လေမှန်ပါဆရာအဲ့ဒါလေဒါသူတို့နဲ့တွေ့ကြည့်လိုက်တော့ပြန်ပါဟိုဆရာတော်အနေနဲ့ကတော့နေရာပေါင်းစုံကိုဟိုကောင်းမှုကုလို့လုပ်နေရဆိုတော့အာဒီလိုနေရာဆိုရင်တော့ ဘယ်လိုသုံးရမလဲဆိုတာကိုသဘောပေါက်ပြီးရပါလေတင်ပါဆရာတော်အဲ့ဒါနဲ့ तू နားမလဲတာကိုဆရာတော်ကနားလဲသွားတယ်ပေါ့နော်တင်ပါဆရာတော်မှာမရှိတဲ့နေရာမျိုးသူ့မှာရှိနေတယ်ပေါ့တင်ပါဆရာအဲ့ဒါဆိုရင် तू ကနေရာဆိုင်အဆောင်ဆိုင်ပေါ့လေတင်ပါဆရာဆရာတော်ကဒါတရားစကံဖွင့်မှုအတွက်လူအားတွေနဲ့ပေါ့လေတင်ပါကုလကောင်မှုစွာတွေနဲ့အသုံးချမင်းဆိုတဲ့တင်ပါ project လဲသဘောတူညီချက်ရသွားတယ်ပေါ့နော်တင်ပါဆရာဗျာအဲ့ဆိုဆရာတော်ဒီတက္ကမကြီးကလည်းအဲ့ဗလန်းက ါနေရာကိုအသူ့ရဲ့ပိုင်ဆိုင်မှုအဆောက်အဦကိုပေးသုံးတယ်ကမာကြီးဆိုရင်လည်းသူနဲ့ဆရာတော်ဒါဆရာတကာအရင်နေမဟုတ်ကြဘူးလို့ပြီးတော့နားလဲတယ်ပေါ့နော်ဒါပေမဲ့ဒီတွေ့တဲ့ခဏလေးတွင်မှာဆရာတော်ရဲ့သူလည်းတရားနဲ့မဝေးတဲ့သူဆိုတော့တရားကြည်ခံရှိရဲ့ဟုတ်တယ်ဒီဆရာတော်ရဲ့လှုပ်ဆောင်မှုတွေပေါ့အခုလိုမျိုး ဓမ္မရိတ်တာလေးမြတ်မကြီးဓမ္မရိတ်တာမျိုးလေးဝဲလေးတူထောင်မဲဆိုတဲ့အခါမှာသူနားတော့မလဲဘူးဒါပေမဲ့ဆရာတော်လုံမဲ့အနေထားတွေကိုနားမလဲပေမဲ့ယုံကြည်မှုအပြည့်နဲ့ဟာပံ့ပိုးမဲ့ဆောင်ရွက်ပေးမဲ့ဆိုတဲ့အာမျိုးတွေကိုကြုံရတော့လဲတပည့်တော်တို့တော်တော်လေးဟာတွေ့ရတွေ့နေကြမြင်နေကြအခြေအနေမျိုးမဟုတ်ဘူးလို့ပြောလျှောက်ပြရစီအဲ့ဒါလေးလည်းဆရာတော်ဘယ်လိုမင်ကြားဖို့ရှိပါလဲ ဒီကတော့သူကတော့အသက်နည်းနည်းကြီးပြီပါလေမှန်ပါလူကိုယ်တိုင်ကြီးတော့ဒီအသက်တရောတော့ဝန်မပါနိုင်ဘူးပေါ့နော်တင်ပါဆရာဒါပေမဲ့သူပိုင်ဆိုင်နာတာလေးကိုအကျိုးရှိအောင်တုံးကျင်တယ်ပေါ့လေတင်ပါဆရာဆရာတော့အနေနဲ့ကြတော့လေဒီကိုလှုပ်လို့ကိုရတယ်ဆိုတာလက်ခံမြင်မယ်လေတင်ပါလှုပ်ရင်ဖြစ်တယ်ဆိုတာလည်းလက်ခံထားတယ်လေတင်ပါဆရာဗျအဲ့တော့ तू ကလှုပ်ချင်တယ်တင်ပါအဲ့တော့ ဘယ်လိုလုပ်ရမှာမသိဘူးအမောညမသူကလှုပ်ချင်တယ်ဒါပေမဲ့လှုပ်ချင်တာကောင်းတယ်လीဆရာတော်လည်းလှုပ်ချင်တယ်လीညမသူကလည်းမပြည့်စုံဘူးဆရာတော်ကလည်းမပြည့်စုံဘူးပေါ့နော်ညမဗျာသူ့လိုနေရာမျိုးဆရာတော်မှမရှိဘူးပေါ့လीညမဆရာတော်လိုလှုပ်မဲ့လူမျိုးလည်းလှုပ်နိုင်တာမျိုးလည်းသူ့မှာမရှိဘူးပေါ့မှန်ပါအဲ့ခါကျတော့လှုပ်ရင်ဖြစ်တယ်ဆိုတဲ့ယုံကြည်မှု ਨੇ သူလှုပ်မှဖြစ်တာကိုလှုပ်မှဖြစ်တာမဟုတ်ဘူးပေါ့ဩညမဗျာတရားတော်ရဆိုရင်ကိုလုံးမကိုဖြစ်တယ်ဆိုတာဘဒူဝမဆိုပြောတာလေတမကဲသူလဲဒါသူရှိတဲ့လောက်နဲ့ဝင်ပြီးတော့ ရင်းနှီးမြှုပ်နှံပဲပေါ့တင်မကုသိုလ်ကောင်းမှုတို့ဆရာတရားတန်ခါတို့တရားတရားတန်ခါနဲ့ပတ်သက်တဲ့ပရိပတ်တိပေါ့ပရာဟိတတင်မဌာနာပြုတဲ့လုပ်ငန်းကြီးမှာပါဝင်ပြီးတော့ကုသိုလ်ယူမယ်ဆိုတော့တင်မရင်းနှီးမြှုပ်နှံစိတ်ရှိတယ်လေတင်မဗျာ invest လုပ်မယ်တင်မအဲ့ဒီအတွက်အဲဆရာတော်အနေနဲ့ကလည်းအဲ့ဒီလိုလုတ်ချင်တဲ့လူတွေကိုကူညီနေကြတယ်မှန်ပါသူနေရာမျိုးဆိုရင်တော့ပြောမနေနဲ့ပေါ့နော်တကယ်ဒီ ဆရာလေးအလောကတို့အမေနေရာဆိုလဲဒါခေါင်းတယ်လေအထက်ဝင်ရတာပေါ့နော်တင်ပါအဲ့လိုနေရာမျိုးတော့မှဖြစ်မြောက်လို့ကိုကြိုးစားခဲ့နေတာလေမှန်ပါဆရာဒီတော့ဆိုရင်တိန်နေပါလေသမုဒ္ဒရာရီအစားလုတ်ခဲ့နေတယ်ဩတင်ပါပြီးတော့သူ့ရဲ့အကျွေးကိုပေါ့နော်တင်ပါဖက်ဖက်ဆန့်ရင်းနဲ့နောက်ပိုင်းကျဆရာဘက်ကလည်းမဆက်နိုင်တော့သွားတော့ပြန်ရောင်းလိုက်တာရောင်းပြီးအခုလက်ရှိနေရာအတင်မှာထောက်ဝယ်ထားတဲ့ဘောတင်ပါဆရာဗျာအဲ့လိုနေရာမျိုးတော့မှဖြစ်အောင်လို့ကုညီတာပဲလေတင်ပါဆရာဗျာကျူးစားတာကျူးစားတာပေါ့နော်ကျူးစားပြင်မဲ့လေဖြစ်ချိန်မတန်နေတော့လေ မဖြစ်လာဘူးပေါ့မှန်ပါဒီလိုမျိုးဒီဈေးရုံတွေစူပါမားကတ်တွေတက္ကသိုလ်တွေတမလမ်းမကြီးပေါ်မှာတွေပေါ့တမစာကြီးဓာတ်ကြီးတွေတမအဲ့လိုနေရာမျိုးမှာဆိုတော့ပြောစရာမရှိဘူးပေါ့နော်တမနေရာမျိုးဆိုရင်တော့ကျင်းတာဒါကိစ္စမရှိဘူးလေမှန်ပါဆရာဒီလိုနေရာမျိုးอ่ะဒီလိုစီကားတဲ့နေရာじゃတော့လေနေရာကျင်းချင်းလေးတောင်မှတန်မိုးရှိတာပေါ့မှန်ပါဆရာအဲ့ဒါနဲ့ဆရာတော်အနေနဲ့ကတော့ ဲ့လိုလူတိုင်းကိုဖြစ်အောင်လို့ကူညီပေးနေကြဖြစ်တဲ့အတွက်နေရာချင်းရှင်လိုက်ရင်သူ့နေရာကအစင်နဲ့လည်းတုံးလို့ရတယ်တင်ပါအချက်ချာကြရတယ်ပေါ့နော်ပြည်စုံမိတာနေရာလေးတစ်ခုပေါ့တင်ပါဆရာတော်ဆရာတော်တို့ငိုတော့ကကိုယ့်အကိုအဲ့စံပန်စံပါဒာနီလိုအဲ့ဘက်မှာသွားပြီးတော့နေရာလေးကြည့်တော့အဲ့လိုနေရာမျိုးမတွေ့ခဲ့။အော်တင်ပါဗျာ။ချက်ချောင်းတွေ့ပေမဲ့နည်းနည်းလေးခေါုံတယ်ပေါ့အဲ့နေရာကြောင်လေ။တင်ပါဆရာ။အခုသူ့နေရာကြတော့မထင်မှတ်ပဲနဲ့မျိုးလေပေါ့။တော်လေးကိုအရှင်ပြေတဲ့နေရာပေါ့။ဒီစိမ့်နဲ့နေရာတွေရောပေါ့နော်။တင်ပါဗျာ။အဲ့လိုဆိုတော့ ဆရာတော်ရဲ့တွေ့ကြုံရလဲယုံကြည်မှုကရှိပြီးတာပဲလေတမသူကဒကမာကြီးကလည်းဆရာတော်ကိုပြေဝါယုံကြည်တယ်ဟုတ်တယ်တမပြင်ဆရာတော်ကလည်းဒီဒီလိုမျိုးအချိန်နေတဲ့အချိန်ခါနဲ့ပေးလာတယ်ဒီဟုတ်တယ်အချိန်နေကိုလည်းဆရာတော်ဖြစ်ဖြစ်အောင်လုပ်ရင်ဖြစ်မယ်ဆိုတာကိုယုံကြည်တယ်ပေါ့ဟုတ်တယ်လုတ်တဲ့အလုတ်ကတော့ပြောစရာမရှိဘူးပေါ့နော်နေရာအနေထားကိုပဲပြောစရာရှိပါလေဩတမနေရာဆိုတာက तू မသိလို့ပေါ့နော်ဆရာတော်ဘက်ကကျတော့သူ့နေရာက ဒီလိုအာတချက်တွေများတဲ့အတွက်နေရာချင်းတာတခုပဲအားနေချက်ရှိပေမဲ့ပေါ့နော်မှန်ပါဆရာဒီလိုအာတချက်တွေရှိတယ်ဆိုရင်အဲ့ဒါဆိုလဲဒါနောက်ဘေးကိုပါကွန်ကရစ်တွေလောင်းလိုက်မယ်ပြန်ပါအဖြေတွေဆွဲချလိုက်မယ်ဆိုရင်နေရာကျဲသွားတာပေါ့လေမှန်ပါဆရာအဲ့လိုမျိုးလုပ်မယ်ဆိုတာကိုလဲနီလန်လဲအဖြေတွေ့သွားတယ်ပေါ့ပြန်ပါဆရာသူကတိတိလေးနဲ့အသုံးဝင်တဲ့ပြန်ပါနေရာမျိုးဖြစ်သွားမယ်ပေါ့လေဆရာတို့ကလေဆရာတို့ဒီ Karan Gross ကဟို Mendy တို့တရားစခန်းအိမ်လေးလို့ သူတို့ကိုတောင်ကိုတရားရေးဓမ္မယုံလောက်ထားလေဆရာဟုတ်တယ်ဓမ္မအဲ့ဒီသဘောမျိုးလေးလေဟုတ်တယ်တုံးလို့ရပါတော့ဆရာရတယ်နောက်ကဆောင်းဆွဲလိုက်မယ်မှန်ပါဟုတ်တယ်အခုလည်းအဲ့ဒီသဘောမျိုးပဲဓမ္မလောက်ဖြစ်မှာပါလေမှန်ပါဆရာဒီကတော့အဲ့လိုပေါ့လုတ်ရက်တွေကိုပဲကြည်တာရေနေရာကလည်းဒီတဲ့ဒီလိုနေရာမျိုးမဟုတ်တဲ့ပေါ့နော်ကြောင်ကြတဲ့နေရာမျိုးတော့မှအချိန်တိုင်းဖြစ်သွားရတာပဲဆိုတော့ အဲ့လိုမျိုးနားလည်မှုဟာရှိပြီးသားလေပြီးတော့ယုံကြည်မှုဟာလည်းရှိပြီးသားလေအဲ့ဒါတွေကလည်းလက်တွေ့လှုပ်လို့နားလည်တာလက်တွေ့လှုပ်လို့ယုံကြည်တာလေစာဖတ်ပြီးတော့ပြောတာနားထောင်ပြီးတော့နားလည်ယုံကြည်လာတာမျိုးမဟုတ်ဘူးပေါ့တင်ပါဗျာအဲ့ခါကျတော့အားကြီးတယ်ပေါ့လေတင်ပါဗျာပြေးကြတယ်ပေါ့အဲ့ဒီအတွက်လည်းဒီနေရာလှုပ်ရင်တော့ဖြစ်မြောက်သွားမှာပဲပေါ့နော်ဟိုပတ်ဝန်းကျင်ပဲတစ်ချက်တော့နည်းနည်းဂရုစမ်းရမှာပေါ့လေတင်ပါဗျာပတ်ဝန်းကျင်ကဘယ်လောက်ထိ စင်ပြေလဲဆိုတာလေးတစ်ချက်ပဲကြည့်ရမယ်တော့တရားရှိအောင်တင်ပါဗျာဆန္ဒတော့ပြောစရာမရှိဘူးပါလေတင်ပါဆရာဗျာတောင်းဝင်းကျင်ဆိုတာလဲအစင်မပြေရင်ဒါနည်းနည်းပပလုတ်ပေါ့အဲ့လိုပဲရပါတယ်မှန်ပါဆရာအစင်ပြေတယ်ဆိုရင်တော့ပို့ပြီးတော့ညံ့ညံ့ဆဆလုတ်လို့ရတယ်တပေါ့တင်ပါပြီးတော့ခက်ခဲပါပတ်ဝန်းကျင်ကပုံကိုယ်တွေကိုပြီးတော့ပုံကိုယ်တွေကိုဂယူးဆိုင်ပေးခြင်းအေကဲလုတ်ပေးခြင်းအလဲကိုပေါ်နားလဲခွန်းလို့နိုင်စွမ်းနေလဲရလာနိုင်တာပါဆရာဟုတ်တယ်ကျမ ဖတ်သားရဲ့စင်ပြေမှုကိုအလေးထားခြင်းပေါ့နော်ဆရာဟုတ်တယ်မှန်ပါဟိုစလိုက်ဖို့ပဲလူရဲပေါ့နော်လက်တွေ့လုံးကြည့်မှပဲသိမှာလေမှန်ပါဗျာအဝိဇ္ဇာလက်ခံမခံဆိုတော့လေသူတို့နားမလည်တဲ့ကိစ္စကိုလက်ခံနဲ့မခံဘူးပြောရတာခက်တယ်လေဟုတ်ပါတယ်ဗျာအဲ့တော့ရတဲ့လောက်လုံးကြည့်လိုက်ရင်ဒီမှာဖြစ်ပေါ်သွားမယ်ပေါ့ဒီမှာလက်တွေ့ကြတော့ပြီးတော့အဲ့နေရာအဆင်မပြေလဲအဲ့နားမှာထက်ရှာလို့ရတယ်လေဒီမှာလိုအပ်တဲ့ဆိုတော့ဆရာတော်နားလည်တာအဒီနေရာကတော့ပအောင်ကျင်ကြောင့်အဆင်မပြေဘူးအဲ့ဆိုရင်ဒီနေရာလေးကိုရောင်းပြီးတော့တခြားနေရာမှာဆိုရင် ကိုအဆင်ပြေမယ်အယူနာပတ်ဝန်းကျင်ပေါ့နော်တင်ပါဆရာအဲ့လိုမျိုးလည်းလုပ်လို့ရနိုင်တာပဲလေတင်ပါဆရာဗျာဆရာတော်ကတော့လက်တွေ့လုပ်နေကြဆိုတော့အလုပ်ဖြစ်တဲ့နီလန်ပေါင်းစုံတော့တည်ရပေါ့ဟုတ်တင်ပါဗျာအဲ့ဒါလည်းလုံရင်းနဲ့တည်လာတဲ့အတွေ့အကြုံပေါ့နော်ဆရာဗျာလက်တွေ့လုပ်ပါများတဲ့အခါကျတော့တင်ပါနားလေတဘောပေါက်လာတယ်အလုတ်ဖြစ်တဲ့နီလန်နေပါတော့တရားကြီးစိတ်ကူးရေမဟုတ်ဘူးပေါ့မှန်ပါဗျာအဲ့တော့လေဒါသူလည်းအဆင်ပြေကိုလည်းအဆင်ပြေမဲ့ အားလုံးအကျိုးရှိမယ်ပေါ့နော်မှန်ပါဆရာအဲ့နားပတ်ဝန်းကျင်ကလူမမာတွေစေယုံတွေအတွက်လည်းအကျိုးရှိမယ်လုပ်ငန်းလေးတစ်ခုပေါ့မှန်ပါညံစိုးကောင်ထဲပေါ်လာမယ်ဆိုတာပေါ့လေအဲ့လိုမျိုးဂျူဂျီမှုရှိပြီးသားပေါ့မှန်ပါအဲ့ဒါတော့လွတ်လွတ်လပ်လပ်ပြည့်လုပ်ခြင်းရဲ့အကျိုးကျေးဇူးပါနော်မှန်ပါဆရာဗျာလုတ်ကြည့်မှမဟုတ်ဘူးလေမှန်ပါဒီနေရာမလုတ်ကြည့်လဲတခြားနေရာတွေမှာလုတ်ပြီးသွားပြီလေ မှန်ပါပြီးတော့နေရာအဓိကမဟုတ်ဘဲနဲ့လုံယုံတက်တက်ကအဓိကဆိုတော့နီလန်ကိုတုံးတာဆိုတော့မှန်ပါဒီနီလန်ကတော့ဘယ်နေရာနဲ့မဆိုဘယ်သူနဲ့မဆိုပါဘယ်လိုအချိန်အချိန်နေမျိုးမှာမဆိုလုံလို့ရတဲ့နီလန်ပေါ့မှန်ပါဆရာဗျာအဲ့မှာတပည့်တော်တို့ဒီကျန်ဆရာတော်ကတော့ကြွရစရာရှိရတယ်ဆက်ကြွအောင်ပါဗောလေအခြားရိတ်တာဘွဲတွေနိုင်ငံတွေအတွက်အဲလိုအပ်ချက်တွေအတွက် တပြည့်တော့ကြံငဲ့မဲ့ဒီတပြည့်တပန်းနေရလဲဘလို့နှလုံးသွင်းမှုတွေဘလို့ဒီနားလည်မှုတွေနဲ့ဆက်လက်ပြီးအကောင့်တွေပေါ်ဆောင်ရွက်ခဲ့ရကြံရင်ခဲ့ရမယ်ဆိုတာလေးလည်းဆရာတို့ပြီးတော့မိန်ကြားပေးခဲ့ပေါ့အဲ့ဒါနဲ့လက်တွေ့လှုပ်ကြည့်လိုက်ပေါ့နော်ဒီမှာဒီမှာပဲနေတော့မယ်အဲ့လိုမဟုတ်ဘူးလေမှန်ပါလက်တွေ့နေပြီးတော့နေလို့ရတဲ့နေရာမှာနေလိုက်ပေါ့မှန်ပါတနည်းပြီးတနည်းနေကြည့်ပေါ့တစ်ခုပြီးတစ်ခုလှုပ်ကြည့်ပေါ့မှန်ပါလှုပ်လို့ရတာကိုဆက်လှုပ်လိုက် မှန်ပါလှုပ်လို့ရသွားပြီဆိုတော့မှဒါထပ်ပြီးတော့တိုးဖို့စဉ်းစားရမှာပါနော်တမဆာအဓိကတော့လှုပ်နေဖို့လိုတာပဲလေလှုပ်တော့လောက်ကုတူကရနေပါလေဆိုတော့တမဗျာအဲ့လိုကုတူတွေအားကြီးလာရင်လဲအမားနေနေပေါ့တင်ပါဘာလှုပ်လှုပ်ပေါ့မခက်တော့ဘူးပေါ့တင်ပါဆရာတော်ဆိုရင်ရောက်တဲ့နေရာမှာဒါသူ့အနေနဲ့သူတရားရိပ်တာတွေဖြစ်သွားတာပဲလေတင်ပါဆရာဗျာတင်ပါ ာပဲလှုပ်လို့ချိန်တန်တော့ကြီးသွားတာပဲပေါ့မှန်ပါဒီလိုမျိုးလဲကြုံတွေ့နေရပဲဒီမှာအဲ့ဒါတော့ဒီလှုပ်ယုံတက်တက်နီလန်ရဲ့စွမ်းအားပါเนาะဒီမှာအဲ့ဒါကိုပဲဆရာတော်ကအားလုံးကိုပြန်ပြီးတော့သင်ပေးတာပဲလေဒီမှာဗျာအဲ့လေဒီတရားကတော့မစွမ်းစရာမရှိဘူးပေါ့ဒီမှာကိုကိုထက်စဉ်းစားကြမလို့ဘူးပေါ့လေဒီမှာဒီမှာဗျာ